ကိုကိုကိုချစ်လားချစ်တယ်ချစ်တော့ဒီမှာကိုကိုကိုချစ်ခြင်းသူများကိုချစ်ရမှာထက်ကိုအကျူးကိုပဲရှာတယ်ချစ်ခြင်းတယ်အဲ့ဒါလေးလည်းပါတယ်ဒီလိုနည်းနဲ့ဘယ်ပုံစံနဲ့သူတို့ချစ်ကြတယ်မှတ်မိကြတာလားဒီနေ့ဆိုမမရှိတဲ့နှာခေါင်းလေးနဲ့အပူထက်မဟုတ်လားမျက်လုံးတတဲလေးလေးကြီးလာတယ်မျက်ရည်မရှိတဲ့သူလေးမျက်ရည်ရှိလာတယ်ပေါ့နော်အဲ့လိုမျိုးပုံစံဘယ်သူကိုလိမ့်လဲ မိမိကိုကိုမိမိလင်းနေနောက်ပြီးတော့သူတို့များကိုလင်းတာမလေးဖះပေးထားတဲ့အရာပေါ်မှာမချင်နဲ့တော့ဘူးကိုကိုချစ်တော်သူများပြလာတယ်အဲ့ထဲမှာကျွန်တော်တို့တယောက်တော့သူဖြစ်ပါတလားဒါဆိုရင်ပါရလေဆိုရင်ကျွန်တော်တို့နေနောက်ဆုံးတော့ကလာအခေရင်တော့ကလာရဲ့အဖြစ်မှန်တွေကိုပြည့်စေတဲ့လူတွေဖြစ်နိုင်တယ်ပါဆက်ပါတယ်ငွေကို ဇမ္မတ်တော်သူအလုံးကငွေကိုလိုချင်တယ်ဒါမဲ့ရှာပုံရှာနေမတူကြဘူးယူယူတာတာရှာတဲ့သူရှိတယ်လို့ကောက်ချစ်ပြီးတော့ရှာတဲ့သူရှိတယ်နော်သူများကိုနစ်နာရင်လည်းကိစ္စမရှိဘူးကိုယ့်ရဲ့လက်ထဲမှာကိုယ်လုံးယူဒါမဲ့ယုံကြည်သူတွေကအဲ့လိုမဖြစ်ရဘူးငွေကိုတတ်မှတ်တဲ့အခါမှာသူတပားကိုမဆာနိုင်တော့ဘူးမချစ်တဲ့တော့မချင်နာတော့ဘူး ပါကြတဲ့ငွေကိုပဲမက်လုံးထားလို့ကျောင်းပြန်ကြည့်မယ်ဒီမှာနောက်တစ်ခုရှိတာဘာရှိလဲဝါကြွားတော်သူမဝါကြွားတဲ့သူရှိလားဝါကြွားနေလည်းမတူချဘူးခုကเจ้าကိုနေနေပါပါဟင်းတရွတ်လောက်လာတန်ပြအဲ့ဒါဆိုရင်ကျွန်တော်ဟာထိတ်လိုက်ရမလားဒီလူကိုစလန်ပေးရမလားပေးဟုတ်မလား ဘုရားသူတည်မေးတာအဲ့ဒါတက်တဲ့အရာတည်တဲ့အရာဟွာကြွားဖို့ဘုရားပြောတာမဟုတ်ဘူးနောက်တစ်ခုမရှိလေသာဝရသောသာကတော်သူသူတပတ်စောကချင်းမာနထုံသွားတဲ့သူကသူများကိုသူများနစ်နာတာရှင်နာတာစိတ်နာတာကြယူမဆိုင်ဘူးသူအကျိုးကိုပဲမှုနေတာဖြစ်တယ်အာသူတို့ဒီအဟဒုက္ခရောက်မယ်ကြယူမဆိုင်ဘူးဘာကြောင့်လဲ စကားပြောရင်လည်းရင်ရင်ကြည်ကြည်တလုံးမပါဘူးနောက်တစ်ခုပါရှိလေသူကသူ့အတရေကိုတကယ်ဆိုရင်ကိုယ့်ကိုယ်ကိုရှုံချဖို့ဖြစ်တယ်နှိမ့်ချရမှာသူများရဲ့အတရေကိုမရှုံချရဘူးလိုင်းပေါ်မှာလည်းကြယုံမဆိုင်ဘူးဒီလိုဒီလိုငါဒီလိုဟာငါ့ကိုဒီလိုလုပ်တယ်ဒီလိုပြောတယ်သူတပားအတရေရှုံချတာကြယုံဆိုင် နင်းသားလူတွေကိုဘယ်လိုမြင်တာလဲတစ်ပင်နေလိုပဲမြင်လို့နေပါဘောနောက်တစ်ခုအရှိလေမိဘစကားနားမထောင်ဘူးလောကကြီးမှာကြီးလိုက်နိုင်ငံချားမှာဆိုရင်ကျွန်တော်တို့ကြားကြားပူနာဝါလောက်ရှိတယ်။ဘာလဲခလေးကြီးကမိဘတွေကိုဘာလို့ရာဆွဲတယ်မဟုတ်ဘူးလားသူတို့ချိန်တယ်လို့ အဲ့လိုမျိုးလူအခွင့်ကြီးရများလို့လောကလေးအခွင့်ကြီးမှကြီးလိုက်မိဘစကားနားထောင်ရမှမိဘပါဇက်ကနေထွက်လာတဲ့အရာတွေနားတို့အတွက်ခေါင်းကြီးဖြစ်တယ်ဆိုတဲ့အရာကိုကလေးတွေမသိတော့ဘူး။ဘာကြောင့်လဲ?တွန်တင်ချင်းလမ်းဝင်ပိုင်းမှာအရန်အာနေတယ်အခွင့်ကြီး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 ကိုပဲရှာရှာရှာတော့နောက်ဆုံးသူတို့တက်တာမှာရှိတဲ့အရာလုံးဝမဆိုင်ထားတော့မရှိတော့ဘူး။မိမစကားဘာကြောင့်နားမထောက်တာလဲ?တခုရှိတယ် မိဘတွေကသာသမီတွေအတွက်အလုံးလုံးတွေကျူးစားယုံကံတဲ့ခါမှာသာသမီတွေအတွက်ပဲပေးစားပေးစားနောက်ဆုံးမှသာသမီတွေကြည်ပြင်းလာတဲ့ခါမှာမတိတတ်တဲ့ကျေးဇူးမတိတဲ့ကလေးတွေကမိဘကိုပြန်ကြေးရတာဖြစ်တယ်စဉ်းစားဖို့ဘယ်ကနေရတယ်လဲဘယ်သူ့ကိုဖျားသခင်အတုံးပြုတ်တယ်လဲဆိုမစဉ်းစားတဲ့ခါမှာကျေးဇူးတရားဆိုတာကံသွားတယ်ခုနတုတ်တန်ကြံသေးမှကျွန်တော်ပြုတ်ထားဖတ်ထားတယ်ကျေးဇူးမတိရင် လုံးဝလုံးဝဘုရားသခင်မနဲ့တက်တက်ထဲမှာပါတယ်ဟေးကျွန်တော်တို့ပြဆက်ပါရအောင်နောက်မှာပါလို့ချက်ချင်းယေရှုရှိတော်သူယေရှုရှိတော်သူဆိုတာယုံကြည်သူတွေမဟုတ်ဘူးเนาะမယုံကြည်သူတွေတစားဆင်းသူအဝတ်စားကဲ့သို့တစားဆင်းတဲ့အရာတွေဖြစ်တယ်မှတ်ထားမြန်မာစကားပုံတိမပါပါပြောတယ်လေလောက်စားဘူးသူယေရှု ကြီးစုအချီချီပြုံမှာပဲငါကြီးစုတင်တဲ့စကားပြောမယ်မဟုတ်ဘူးပညာရှိကဘယ်တော့မှသိမွားအချီချီပဲဖြစ်ဖြစ်သူတို့ပုံထော်တတ်ဖြစ်တယ်ဘာလို့တာလဲကြီးစုတင်တဲ့ဒီအရာတွေစဉ်းစားကြည့်ပါဖီဟတ်ကီကတင်တဲ့ကျွန်တော်ပုံမှာပြုတဲ့ကြီးစုတွေမယုံကြည်သူတွေကရောက်ရဲမှုရှိဘူးဖယားကိုကြီးစုတင်ဖို့မပြောနဲ့ အရာရာတိုင်းမှာဂျေဇုတင်တယ်ကိုရောဂျေဇုတင်တယ်အဲ့လိုအမြဲတမ်းဝတ်ခံတဲ့ဖရာသတမီးတွေဝန်ခံရမယ့်အစားပါဇက်ကနေထွက်လာတဲ့အရာမကြည့်နဲ့ပေါ့နေတော့ရတယ်ကိုယ့်ရဲ့ဖြစ်ဖန်ဖြစ်ရဲ့ရက်တည်မှုပုံမှာလည်းရောက်ရဲမှုမရှိတော့ဒီအရာတွေကျွန်တော်ဘယ်ဟာကော်ပီထားတယ်ဆိုရင်လောကအရာတွေကော်ပီထားတာကျွန်တော်တို့အသက်တာမှာယူသွင်းလိုက်တာဖြစ်တယ်ဂျေဇုမရှိဘူးတန်ရှင်ချင်းမရှိတော့သူတန်ရှင်ချင်းမရှိတော့သူဆိုတာ ရေမချူတဲ့သူတွေခေါ်ပြောတာပေါ့အလုတ်ပိုင်းမှာငွေရေးကြီးရေးအပြောဆိုအတက်ထမှာအရာရာနိုင်တချင်ချင်းရှိတော့ control ရှိလာနေမှာကျွန်တော်နှုတ်ခမ်းမှာမရှိတော့ six week ဘယ်လိုဘယ်လိုပြောကြလဲ six ထဲမှာရှိနေရချင်းချင်းထွက်လာတယ်မဟုတ်လားဒါဆိုရင်နှုတ်ရဲ့ break ကတော့မရှိပါနဲ့ဒီထဲမှာ six ကိုခင်ဗျား control လုပ်နိုင်ဖို့ ရားသခင်ကတောင်းထားတယ်ခင်ဗျာဘုရားပေးလိုက်ပြီဆိုရင်အိုးငါဒီလိုမပြောတဲ့ကိုခုဆိုတဲ့အရာတွေကျွန်တော်တို့သိလာမှာဖြစ်တယ်ဘာကဒီဂျင်နာဆိုမြင့်ရှိနေကိုတော့အဲ့ဒါတော့ပေါ့ဗျာနော်ဒါပါလေအရာရာနိုင်တစ္ဆာမေတော်သူပြောတာဖြစ်တယ်အိုးအရှင်ချင်းချင်းကြတယ်ဒါပေမဲ့ဘာကြောင့်ဒီလူကဖောက်ပြန်တာလဲဒါဘာကြောင့်ဒီရောပြန်ပြီးတော့တစ္ဆာဖောက်တာလဲ ကိုယ့်ဘက်မှာဘယ်လိုဘယ်လိုဒီလိုနေတာလဲအကြောင်းတစ်ခုခုတော့ရှိမယ်တချို့တွေကမိမိရဲ့နေနာလိုတွေတေရမှာပြည့်စည်ရမှာဆုံးရှုံးရမှာကြိုးမဆိုင်ဘူးဘာကြောင့်လဲငွေကြောင့်ယာထုတစ်ခုခုလိုချင်လို့အဆုံးတစ်ခုလိုချင်လို့သူများဆုံးရှုံးမှာလဲကြိုးမဆိုင်ဘူးဘာကြောင့်ကြိုးမဆိုင်တာလဲသူတို့ရဲ့အတ္တကြလေယုံကြည်သူတို့ရဲ့အတ္တမှာဒီပကတိကျင်နာဆုံးမချင်းနဲ့လုံးဝမကင်းနိုင်ဘူး ပြန်ထမယ်ရန်ညှို့ဖွဲ့တော်သူကျွန်တော်တို့ရောက်တဲ့နေရာတိုင်းမှာပြတနာပွားများစေတဲ့သူရန်ပွားများစေတဲ့သူဖြစ်ရင်တခြားပေါ့ကျွန်တော်တို့ယုံကြည်သူမယုံကြည်သူမပြောနဲ့ဆရာနောက်ဆုံးမှပြောချင်တဲ့အရာရှိတယ်ဒီချောစားတဲ့တော်သူဟုတ်တယ်နော်ချောစားတဲ့တဲ့သူရဲ့အသက်တာလောကမှာပွားများလာတယ်သူတို့အဲ့ဒီအသက်တာနဲ့တစားစင်းနေပြီးရင်ကိုယ်အင်္ဂရီကို င်္ဂရိချုပ်တီးခြင်းဆိုတာတတော်ကိုရည်ကြီးတယ်။ဆရာတွေလည်းအင်္ဂရိချုပ်တီးရတယ်။ယုံကြည်သူယုံကြည်သူအသင်းသူတွေကအားလုံးလဲမူရဆုံးအားလုံးတင်လို့ကြီးအားလုံးဗာထင်းရမှာလေ။ကိုယ့်ရဲ့အင်္ဂရိအင်္ဂရိတိတ်ခါထင်းရတာဖြစ်တယ်။ကိုယ်တိတ်ခါကိုသူများကလာထင်းပေးမှာမဟုတ်။ကိုကူနိုင်ကထိမ့်နိုင်တော့အခွင့်ဘုရားသခင်ပေးထားတာကျွန်တော်တို့ပြင်းထန်သူ တည်နော်အရာရာနဲ့ပြင်းပြင်းထန်ထန်ဘာပဲလုပ်လုပ်ဘဝကျင်ကိုယုံဆိုင်ဘူးနော်ပြီးရင်ဘာရှိတလဲသူတော်ကောင်းကိုမုံတော်သူဒီမှာကြည့်လိုက်ဘာရှိလဲသစ္စာဖြစ်ယုံကြည်သူရဲ့တတ်တာမှာလုံးဝမမဲတင်တဲ့အရာသစ္စာဖောက်မှာသစ္စာပြည့်တဲ့သူမဖြစ်ဘူးဘုရားသခင်ကျွန်တော်တို့ကိုတိုက်တွန်းထားတဲ့ဒီမှာဒီအတ္တတသစ္စာပြည့်တဲ့တော်သူဆိုတော့ မယုံကြည်သူတွေရဲ့အတ္တကလက္ခဏာဖြစ်တယ်။နောက်တစ်ခုဒီမှာအရင်ရည်ကြည်ပဲပါရှိတယ်။တတိပေးခြင်းကိုဒီကျေဖတ်မလေး။1 2 3တတိပေးခြင်းကိုမခံတော့ဘူး။တတိပေးတယ်ဆိုတာကျွန်တော်တို့ထင်တာဆရာကြီးလာပြီးတော့ပေးမှလူကြီးတွေကပေးမှဘို့ကိုထက်အစ်မြင့်တဲ့သူကနေတတိပေးလို့လေရတယ်။ကိုအချင်းချင်းနဲ့တတိပေးလို့ရတယ်။ ပြီးကိုထက်ငယ်သားတွေဇာတ်နေလဲတတိပေးချင်းဆိုတာရှိတယ်အဲ့ဒါကိုစင်ချင်းတက်ဖို့ဖခင်ကကျွန်တော်တို့ကိုတတိပေးထားတာဖြစ်တယ်နောက်တစ်ခုပြန်ပြန်ကြည့်လိုက်မာမာနာနဲ့ရှင်ဘောတော်သူမာနာယကြည့်တာလူကဘာနဲ့တိစောက်တယ်ဆိုရင်တရားဥစားမှာတောင်းမာနာရှိတယ်ပုံစံနဲ့ကျွန်တော်တို့အရာရာနေရာတိုင်းမှာမာနာနေပဲအသက်ရှင်တာကြတာဖြစ်တယ်ဘုရားသခင်ကို နှစ်သက်ပြီးထက်ကာမဂုဏ်ကိုခံစားခြင်းကိုတာ၍နှစ်သက်တော်သူဒီမှာဘယ်သူကိုမြင်တာလဲအထက်ကပြက်တနာဒီအားလုံးခင်ဗျားမြင်ရောင်လိုက်တိတ်ရတတ်တာမှာအဲ့လိုမျိုးအသီးတွေသေးတလားဘုမဟုတ်ဖယားခင်ဝိညာဉ်အသီးတွေမြင်တလားကိုယ့်ရတတ်တာဘယ်အရာနဲ့တည်ဆောက်ထားတာလဲလောကီစီစီကိုတတ်မှတ်ရမယ်ဆိုရက်လောကီသားတွေအပေါင်းကြီးကြီးလိုက် ်ကျွန်တော်တို့အားလုံးအတွက်ဘုရားသခင်ပုံသက်တည်ပေးထားတယ်တထင်းချမ်းသာနေတဲ့တထင်းတွေအားလုံးငလီတစ်ချက်လုံတာနဲ့ဒီမှာလည်းတို့ကြွယ်ဝချက်အရှိတ်နောက်ကိုတကောက်ကောက်လိုက်ပို့ရတုံတင်ပေးတဲ့လူတွေကမစ်ဆာထဲမှာမစ်ဆာအကောင်အကြီးကြီးတွေရဲ့ prophet တွေဖြစ်တယ်လောကအရာကိုတက်မတ်အောင်ခုနအထက်မှာရှိတဲ့အရာအတ္တတာအသေးသေးကျွန်တော်တို့အထင်းမှာထွက်လာအောင်ကိုယ့်ကိုချစ်ဖို့ မမနာခေါင်းမဖို့အရာအလုံးဖျားရအစိခံဖို့ရင်တစ္ဆာရှိပြီးနေချစွာအသက်ရှင်မဲ့စားကိုယ့်ကိုချစ်ပြီးတော့ကိုယ့်ကိုချစ်မြောက်ဖို့တောတင်ပေးတဲ့လူတွေတိုက်ရိုက်တော့ပဲဒီတောတင်ပါလေကျန်းစာကိုမှောက်လန့်ပြီးတော့တောတင်တဲ့သူအများကြီးတယ်လို့သိမှာပါဒီနေ့ဘုရားသခင်ကျွန်တော်ဝါနေပေးထားတယ်ဘာဝါနေပေးထားတယ်လေ အဒီပင်ချင်းကိုမခံချင်ဘူးလေဖယားသခင်ကိုနှစ်သက်တည်းထဲကာမကုံကိုလူချင်းနဲ့ဖယားသားမိုးရှိကတော့အေကုတ်တို့ပြည့်ကာမကုံချမ်းသာပျော်ရွှင်ခံစားရမှာတဲ့တော်ပေါင်းရွေးချယ်တာလေဖယားလူတွေနဲ့ဘာရွေးတာလဲစင်ရဲ့ဒုက္ခမိတ်ဆွေဒီမှာပြောချင်တယ်ကျွန်တော်ဒီမှာစုယုံတာယုံကြည်သူတွေ လူအနေနဲ့လုံးဝမပြောဘူးဖခင်နဲ့တော့ဝိညာဉ်အနေနဲ့ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ရဲ့အပျော်ဆုံးဖြစ်တယ်။ရှင်တန်ရတာအကျိုးနဲ့ဆုံးဖခင်ရဲ့အလိုတော်နှုတ်ပတ်တော်ထဲမှာကျွန်တော်ကျင့်တယ်လေတဲ့အခါမှာကျွန်တော်ပြောချင်တယ်။လောကအရာတွေစဉ်းစားပြီးတော့အဲ့ဒီအရာပျော်ရမယ်စာဒီနေ့တော့အစာချောင်းစုတောင်းရနင်းဝေးလိုက်တာမတော်ရင်လည်းကိစ္စမရှိဘူးဥပမာပေါ့ဒီနေ့တော့ဖျားကြအောင်စစ်စစ်ရှိတယ်တော့ဘုကွာဆရာပြောတာမြင်တဲ့နုကိုအမြဲတမ်း အနဲ့လာဆိုင်တယ်လို့အများအားလာထူပေးဖို့ရဲ့မောရှိကိုတတိရစေချင်တယ်မောရှိကသူ့ရဲ့ကံကုန်ခံစားစေခံအဲစေအပြီးတော့ကြိုက်တယ်လို့နေလို့ရတယ်ဒါပေမဲ့အဲ့ဒီနေရာမှာသူမပြောဘူးဘာကြောင့်လဲသူကဖယားသားမို့လို့ဖယားသားတွေနဲ့အတူတကွာစင်ကြီးဒုက္ခခံဖို့ရွေးချယ်ပါချေ ဘုရားရှင်နာမတိုင်ပုံကြည်ပါစေမိတ်ဆွေတင်နေကြတော့ရွေးချယ်နိုင်ပါလားတို့မောင်ခုနအထက်ကအရာတွေနေပဲဘဝရဲ့အတ္တတာကိုဆက်ပြီးတော့ခါလာဆုံးနဲ့ဆရာကြီးလောက်ထားတာရှားကြောင့်မဟုတ်ကျွန်တော်တို့အတ္တတာကိုအဲ့လိုမျိုးခါလာဆုံးနဲ့ဈေးချေမလားဒီပါကြီးဘုရားသခင်ကိုရင်သက်တည်ထက်တယ်ဘုရားသခင်ကဘယ်တော့မှကာမဂုဏ်ကမပြောတင်ကိုပြောရှင်ဘူးမတော်တင်ဘူးကာမဂုဏ်ကိုအမြဲဆွလို့ဖို့အဲ့ဒီထဲကနေယုံထွက်ဖို့ ဘုရားကတင်တဲ့ကျွန်တော်ကိုလောတာကိတို့ဆွဲထုတ်ခြင်းတာဖြစ်တယ်။ယရှင်နာမတိုင်ပုံကြည့်ပါစေ။သင်ပြောရှင်နေနေရပြပါလေ။ဘုရားဝင်နိုင်ဘာကြဘာလုပ်ကြလဲ။ဝိညာဉ်ရောဆောင်။ဟန်ဆောင်နေဆိုသူများရှိမှာဘံပြဖို့ငါဒီ spiritual member ငါဒီတဆုံတယောက်ဆိုရင်အရာရောင်ဆောင်ဖို့ရဲ့သူတို့ဘာလုပ်လဲဖယောင်းဝိနိုင်မွေလျောဖို့ အဲပြောတယ်ဟာကျွန်တော်တို့ဒီလိုလုပ်ကြအောင်နေရအောင်အဲ့လိုမျိုးတုံတင်ပြောပြောပြောပဲမင်းတကယ်ဝိလျောချင်းတကိုးလေဒီမှာဝိလျောချင်းမှာပါရှိလေတကြိမ်တကြိမ်ပြောမယ်ဝိလျောချင်းမှာမပါလေတကိုးပါလေကျွန်တော်ဖျားသခင်နဲ့ဖျားချင်းမှာဒုထောက်တယ်ကျိတ်တလို့မစပ်မဖွေတယ်ကျွန်တော်ကျိတ်တလို့ပြောလို့မရဖျားရှိမှာတကယ်ဒုထောက်တဲ့သူအသက်တာမှာတကိုးပါလေ ။ဒါတကူလေလောကတကူပါဝါတွေပညာတွေမဟုတ်ဘူး။တသင်းတော်ဝိညာဉ်တော်ဖရာရဲ့တကူဖြစ်တယ်။ဝိညာဉ်တော်ဖရာတနိုးရဲ့တတ္တမတကူပြတဲ့အခါမှာဘယ်သူဘုတ်ထင်ရှားတဲ့ယေရှုခရစ်တော်ဘုတ်ထင်ရှားတာဖြစ်တယ်။တသင်းနာမတိုင်ပေါင်းကြည့်ပါစေ။ဆရာရဲ့နိုင်ပြောပြောနေတဲ့ရဆံမမြင်နိုင်ဘူး။ယေရှုအမြင်ကြည့်ရင်ဘယ်လိုပြောခဲ့လဲ။ဘယ်တော့ဘုကြည့်အစီခေါ်ရတာတတော်ခင်ခဲ့တာပဲ။ကျွန်တော်တို့အဲ့လိုမျိုးလဲပြောရင်းနဲ့တတိရှိဖို့ရတယ် ချစ်နေပြဖို့လိုအပ်တယ်တဲ့ဒီမှာမွေလျော်ခြင်းတကောကိုမြင့်ပေဖို့ဖြစ်ကြမယ်မွေလျော်ခြင်းမနေ့ကဆရာမဆာလာနံပါတ်30ကိုအခန်းကြီးလေးကိုဖတ်ထားတယ်ထာဝရဘုရားကမွေလျော်လို့မရမ်းလေစိတ်နှလုံးစိတ်နှလုံးရဲ့အကျင့်စီလူစင်စာနာပြဝါဘောအခွင့်ဘယ်သူပေးပါလဲဘုရားသခင်ပေးမယ် ျွန်တော်တို့ဖယားသခင်ကမွေးလျော်ခြင်းဆိုတော့ဖယားနှုတ်ကပတ်တော်ကနေထွက်လာတဲ့အရာဒါဝိကဲ့သို့ရည်စားသလိုဘိုက်စားသလိုစောင့်နေတဲ့စာလုံးမသိတဲ့လူတယောက်အစာစားဖို့စောင့်နေသလိုစောင့်မျှော်နေတဲ့သူရဲ့တက်တာမှာထုံမွေးလျော်ခြင်းတကူကထွက်လာတာဖြစ်တယ်ဖယားဟိုတင်ဘလောက်ထိမွေးလျော်ခြင်းတာလဲကိုအရင်ချိရတဲ့တငယ်ချင်းချစ်သူနဲ့တွေ့ဖို့မမျှော်လင့်တဲ့သူကလုံးဝမဖြစ်ဘူး ယောက်ျားရဲ့မျက်ကိုရမ်းချစ်တယ်ဒါပေမဲ့မတွေ့ရမပြောရလည်းအစီလေးနေအဲ့ဒါ fake love ကိုမိမချစ်တယ်ပါစကားတွေဘလောက်ပဲပြောပြောကိုကဘာတစ်ခုမှမပြရင် fake love ပဲဖယားရှိမှဖယားတခင်ကျွန်တော်အရင်ချစ်တယ်လို့ပြောပြောဖယားကအသက်တင်ပြပြီလေသူ့ကိုယ်တိုင်ကျွန်တော်တွက်တယ်စဉ်းစားခဲ့ပြီကိုကဖယားချစ်တယ်ချစ်တယ်ပြောပြီးတော့တက်တယ်တစ်ခုမှမပြရင်အဲ့ဒါကျွန်တော်တို့ဖယားချစ်တာ ပါစတ်တိပြာကနေရှာပြာနေချစ်တာနေပဲတူတူပဲအဲကြောက်ဒီမှာဇာတ်လို့ပြင်ပြန်ကြော်နော်ဘလို့ပြောတာလဲစန်းစာဒီမှာတလုံးပြပါပြန်ပြီအရင်ကျန်တဲ့နေစကလုံးတလုံးဒီမှာထိုသူတို့ကိုနေဆွေကျွန်တော်တို့ကိုစန်းစာကိုဝါနေပေးနေတော့ထိုသူတို့ကိုရှောင်းပါပေါင်းတင်ပါလို့မပြောဘူးကာမကုံတိုင်းဝိရောချစ်ကို အဲဖျားကိုနစ်သက်တဲ့ကာမဂုဏ်ခံစားခြင်းခမည်းခန္ဓာကိုယ်အတွက်အကျိုးတွေခန္ဓာအကျိုးတွေကိုပဲအဲလာပြောပြောနေရင်ခမည်းခြင်းထဲခံရပြီတာမှတ်လိုက်တော့ဘာကြောင့်လဲခမည်းမနဲ့ဖြစ်ပါတိမ်မလားမတိမ်ဘူးလားဆိုတိမ်မတိမ်ချားတဲ့လူတယောက်လေမတိမ်ချားတဲ့လူတယောက်လောကမှာအစစ်စစ်ခံနေဖို့ခမည်းလာတုန်တိမ်ပေးရင်မိတ်ဆွေတတိထားပါ ကျမ်းစာကပြောတယ်ထူထူရင်းနဲ့ပေါင်းပါလို့မပြောဘူးထူထူတော့ကိုရှောင်ပါရှောင်ကိုရှောင်ရမယ်မရှောင်မဲနဲ့ခမည်းပေါင်းရင်အစိတ်မိမှာဖြစ်တယ်အစိတ်မိရင်ကျွန်တော်တို့မထားနိုင်တော့ဘူးကျွန်တော်မနိုင်ဘူးကိုတော့ဒီနေ့မနိုင်ရင်လည်းမနေ့ဖြတ်ပြတ်မယ်ဘူးကျွန်တော်တို့ဝီနော်တမူပေးပြီးတော့ခေါ်အားပေးလို့ကြိုးစားချင်တာအစင်ဒီနေ့လည်းတင်တယ်တစ်ခါလည်းမထူဘူးဒီနေ့လည်းဒီတိုင်း နောက်ပြီးလဲအဲ့တိုင်းပဲဘယ်တော့မှမပြောင်းလဲဘူးအဲ့ဒီတက်တာကြီးထွက်ပါလေဒီမှာကျွန်တော်တွေ့ရတယ်အစင်တင်တော်လေဘာရှိလဲကြည်ကြည်ဖတ်မယ်တမာတရားကိုလက်ချက်ချင်းတို့အမြင့်မရောက်နိုင်တော့မိမမိုက်တို့ကိုအိမ်ထဲတို့ဝင်ရွေးဖန်တော်တော်သူတို့ဒီသူတို့တို့အဝင်ဖြစ်ကြပြီခဏလေးတော့ကျွန်တော်တို့ခဏခဏသင်ပေးမယ် မိမမိုက်ကဲ့သို့အထဲမှာမိမမိုက်ဆိုတော့ဘာကုမတိပေလို့မရဟုတ်ကဲ့ဆိုတော့တို့စကလုံးထဲမှာမပါတို့တက်တဲ့စကလုံးထဲမှာဟုတ်ကဲ့ပါရှင်းမရှိဘူးအရာရာအားလုံးကအပြစ်နေပဲလုံချင်နေမိမမိုက်ကဲ့သို့ဒီမှာနိုင်ထားရတဲ့အရန်ချက်တဲ့မိမမိုက်တဲ့အတ္တကပြောစရာမလိုဘူးနောင်ကာလထဲရင်စူးတော့တဲ့ကာလကြီးမှာ ဆူရွားတဲ့ကာလကြီးမှာတည့်ရဘဝတက်တာပါနဲ့တိဆောက်တာလေကာမဂုဏ်နဲ့ခံစားပြုံဝိချင်းနဲ့တက်တာထတ်ရှိသိတတာသူမောင်ဖရာတခင်ရဲ့အလိုတော်အတိုင်းပဲချိုးအရာကိုရှောင်ပြီးတော့ဘယ်သူမှရှောင်ခိုင်းမှာမဟုတ်ကိုကိုယ်တိုင်ကပဲရှောင်ရတာဖြစ်တယ်ချိုးအရာကိုမောရှိကဲသူခဏယာယီပျော်ရမယ်ကာမဂုဏ်ခံစားခြင်းမရွေးပဲဖရာတခင်သားသမီးတွေနဲ့အတူ ဖယားသားသမီးတွေဘာကို focus တာလဲဆိုတော့ counting ကိုပဲ focus တယ်အထက်အရာအတွက်အထက်ခမဲတော်ရဲ့အလူတော်ဘယ်ချိန်မှာကျွန်တော်အသက်တာမှာပြည့်စုံမှာလဲထိုအရာတွေကိုဦးစားပေးပြီးတော့ဇာတိနဲ့ပြန်ပန်းခတ်တယ်ဇာတိကိုအမြဲတမ်းချုပ်ချယ်ထားတာဖြစ်တယ်ကိုအဖြစ်ဖြစ်ချင်တဲ့စာနာထက်ဖယားရဲ့အလူတော်ကိုစောင့်နေစောင့်ချင်တယ်ဖယားရဲ့နှုတ်တော်ထွက်စကားသူတို့ရဲ့အသက်တာမှာပြည့်စုံမှုသူတို့မျှော်လင့်ထားတာဖြစ်တယ်အဲကြောင့်မိတ်ဆွေကျွန်တော်ဒီလောကနဲ့ join မှာလာသူမဟုတ်ဟိုဘက်ချက်မှရှိတယ်ဖရားလူတွေနဲ့ဖရားသားသမီးတွေနဲ့အတူတကွာယေရှုခရစ်တော်နဲ့သူစင်ရဒုက္ခကိုရင်ဆိုင်မလားစင်ရဒုက္ခပြောတဲ့အခါမှာငွေကြီးစင်ရအဲ့ဒါပြန်မပြောတမတရားယက်တည်ရင်လောကရဲ့ပြင်းနဲ့ချုပ်ချဲခြင်းနော်အနိုင်ကျင့်ခြင်းစောကားခြင်းအမျိုးစုံကဲ့ရဲ့ခြင်းခံရမှာပဲဘာကြောင့်လဲ ကျွန်တော်ရဲ့အရှင်သခင်ယေရှုကိုတော်မြတ်ကိုတိုင်အဲ့ဒီပြဿနာတွေအကျုံအကုန်လုံးခံခဲ့ရဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတင်ညာနောင်ကာလမှာပြည်လာမဲ့အရာတွေမကောင်းသောစကားလုံးတွေအပြင်ကိုယ့်ရဲ့ဘဝတက်တာတိဆောက်တာသူ့မဟုတ်ခရစ်တော်ရဲ့အလိုတော်နဲ့ဖခင်သားတပည့်တွေကလှုပ်ဆောင်တဲ့အရာအချက်အဖြစ်ကျွန်တော်အသက်ရှင်သလားဆိုတဲ့အချက်တွေနဲ့ဒီညာခေါ်အပ်ခြင်းတဲ့အရာဖြစ်တယ်။အရောက်တိုင်းပေါ်မှာဖခင်ရှင်ကောင်းချီးပေးပါစေ။